ပြည်သူ့ကုံရီအတင်းက16ချိန်မြောက်ပေးအပ်တဲ့ပြည်သူ့ကုံရီစုပွေးပွဲအခမ်းအနားကိုဒေတာစံတော်ချိန်မေလ24ရက်နေ့မှာအမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟူစတန်မြို့မှာကျင်းပပြုလုပ်ခဲ့ပြီးစုချင်းမြေခံရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ကိုစားတားငယ်ခင်အဲရစ်ကလက်ခံရယူခဲ့ပါတယ် အဲဒီစုဟာမြမပြည်သူတွေအပေါ်အန္တရာယ်ကြားတဲ့ကနေကိုချိုးမဖတ်အလုတ်ကျွေးပြုတ်နေတဲ့လူပုတ်ကိုဖွဲ့စည်းတွေကိုနှစ်စင်ချင်းမြင့်လေးရှိတဲ့ဂုံပြုတ်စုတစုလည်းဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ရဲ့ဖမ်းဆီးအကျဉ်းချမှုကိုခံနေရတဲ့မြမဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုပေးအပ်တဲ့ပြည်သူ့ဂုံရီဂုံပြုတ်မှုဟာနိုင်ငံရေးအကျဉ်းသားတွေအားလုံးနဲ့တကွဒေါ်ဆန်းစုကြည်ချက်ချင်းလွတ်မြောက်ရမယ်ဆိုတဲ့ကပအတိုင်းဝိုင်းကိုဥတီတဲ့အင်အားပြင်းသတိပေးမှုအထိပ္ပယ်ဆောင်ကြောင်းပြည်သူ့ဂုံရီအတင်းကထုတ်ပြန်ထားပါတယ်။ စုပေးပွဲအခမ်းအနားကိုကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းမြို့သားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်လူခွင့်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မိုး CRPH နာယကဦးအောင်ကြည်ညွန်းတို့လည်းတက်ရောက်ခဲ့ပါတယ်။ American ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာပြည်ရင်းစေတနာဝန်ထမ်းလူမှုလုပ်ငန်းတွေကိုကိုကြိုးစွန့်ဆောင်ရွက်နေသူတွေကိုဂုဏ်ပြုတဲ့အဖြစ် ပြည်သူ့ကောင်ရီ Citizen of Burma Award ဆုကို2006ခုနှစ်ကတည်းကစတင်ချီးမြှင့်နေခဲ့တာဖြစ်ပြီးစုအတွက် American Dollar 1000ခန့်ကိုနှစ်စဉ်ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ပြည်ပမှာဖိနှိပ်မှုတွေမြင့်မားနေတဲ့အချိန်မှာနိုင်ငံရေးကိုတိုက်ရိုက်မိမောင်းကိုးပြတဲ့နိုင်ငံရေးစုဆိုတဲ့အတွင်ထဲလူမှုရေးကိုမျက်နှာစာမှာထားပြီးတော့ပြည်ပပြည်ပနိုင်ငံရေးအခြေအုံကိုထိမ့်သိမ်းမြင့်တင်သွားဖို့စီယုံရေးအများပေါ်ဝင်နိုင်တဲ့ platform တစ်ခုကိုသွားနိုင်တဲ့အတန်းကြောင့်ကျွန်တော်တို့ရွေးခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်တို့လူတွေကတော့ကိုကျိုးဆွတ်ဆွတ်အနစ်နာခံမှုအများကျိုးကိုဆောင်ရွက်တဲ့နေရာမှာကျင်ကျင်ပြည့်ပြည့်ခိတိရရောက်အောင်မြင်အောင်ဆောင်ရွက်ပြီးစီးနိုင်မှုနဲ့တတိယနောက်ဆုံးဘူဝါဒကတော့နိုင်ငံသားများနဲ့လူပေါင်းလောကအတွက်စံပြဖြစ်မှုဆိုတဲ့ဘူဝါဒသုံးခုပေါ်မှာအခြေခံပြီးတော့ပြည်သူ့ကိုရွေးချယ်မှုတွေကိုဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ပထမဦးဆုံးကျင်းချင်းမြင့်တဲ့ပြည်သူ့ဂုံရီစုကိုနိုင်ရီကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူကချင်းမြင့်ခံခဲ့ရပြီးပြီးခဲ့တဲ့15ကြိမ်မြောက်အတွက်နေဦးတော်လှန်ရေးအတွင်းကကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတွေမှာတာဝန်ကျခဲ့တဲ့လူငယ်တွေရဲ့တီထွင်ဖန်တီးထုတ်လုပ်မှုတွေ14ကြိမ်မြောက်အတွက်မှာတော့ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တာမကြီးဦးကျော်မိုးထွန်း73ကြိမ်မြောက်အတွက်မှာတော့ပြည်သူ့ကာကွယ်ရေးတပ် PDF စစ်တီတော်တွေကိုအတီးတီးချင်းမြင့်ခဲ့ပါတယ်ရှင် Música um...